်မင်္ဂလာပါရှင်မန္တလေးကစ်တစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကောက်ပွဲအလွန် စေကောင်းဆောင်ရဲ့အခမ်းကဏ္ဍနဲ့စေရေးချိန်ခွင်ရှာအပြောင်းအလဲပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ကာလအတွင်းစစ်ကော်မရှင်ကျင်းပမဲ့အပိုင်းလိုက်ရွေးကောက်ပွဲအလွန်မှာအာဏာသိမ်းစစ်ကောင်ဆောင်ရဲ့အခမ်းကဏ္ဍနဲ့စီရေးချိန်ခွင်ရှာအပြောင်းလဲကိုမေကွန်းထုတ်လာနေကြပါတယ် ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ခံအစိုးရနဲ့နိုင်ငံအရေးဆောင်ရွက်တာဟာနိုင်ငံအတွက်အကောင်းဆုံးလို့ထုတ်ပြောခဲ့မှုတွေစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတက်ချုပ်ရာထူးအပြင်သူ့ဘာသာခန့်အပ်ချတဲ့ယာယီသမရရှာထူးနဲ့ပါပူးတွဲရက်တည်နေသူပါအနာသိမ့်မှုအတွင်းနိုင်ငံတော်ရဲ့အာဏာအရရက်ကိုစစ်ကောင်းဆောင်တအူးတွေကသာချုပ်ကန့်ချက်လက်ပြီးစစ်တပ်အပါအဝင်စိတ်ကြိုက်ရွေးချယ်ထားသူတွေနဲ့ဖွဲ့စည်းခဲ့တဲ့စစ်ကောင်စီစစ်ကော်မရှင်ကိုဦးဆောင်ပါတယ်။ဒါပေမဲ့လာမယ့်အထွေထွေရွေးကောက်ပွဲကနေအစိုးရတရက်ပေါ်ပေါက်လာရင် ိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးအာဏာသုံးရက်လုံးကိုစီကောင်းဆောင်ကဆွန့်လွတ်ရမယ့်အခြေအနေပေါ့စီရီယံဘူကြီးစင်ရောတုံသက်တာကစီကောင်းဆောင်ဟာတမရလှုပ်ချင်တဲ့ရီမန်ချက်ရှိပေမဲ့လှုပ်ပိုင်ခွင့်ပိုများတဲ့တက်ချုပ်နေရာကိုဆွန့်လွတ်ရမှာဖြစ်လို့ဘဲဟာကိုရွေးမလဲဆိုတာထူးဆန်းနေတယ်လို့ပြောပါတယ်စီကောင်းဆောင်ရဲ့အခန်းခဏကတော့သူကတမရလှုပ်ချင်တာသူ့ရဲ့အတီးကအာနိမရီမန်ချက်ကတမရလှုပ်ချင်တာဒါပေမဲ့သူတို့ရဲ့2008ဖွဲ့စည်းပုံမှာတမရနဲ့ကာကွယ်ရေးဦးစီးချုပ်ကလည်း ကာကွယ်ရေးဦးစီးချုပ်ကတောင်လုတ်ပိုင်ခွင့်ပိုများပါသေးတယ်။ကာကွယ်ရေးဦးစီးချုပ်ကိုကာကွယ်ရေးဦးစီးချုပ်ကပဲခန့်အပ်လို့ရတာ။အဲ့ဒီတော့တက်ချုပ်ရာတို့ကိုသူဆုံးလိုက်မလား။အဖြစ်ချင်းဆုံးသမရကိုရွေးမလား။ဒါကိုတော့ကျွန်တော်တို့လည်းမပြောတတ်သေးဘူး။အဲ့ဒီတခုကနည်းနည်းလေးထူးဆန်းတယ်လို့ဆိုပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတမရကာကွယ်ရေးဦးစီးချုပ်ဟာနိုင်ငံတော်သမရဖြစ်ရင်မူလရာတို့ကနေနှုတ်ထွက်ရမှာဖြစ်ပြီးအဲ့ဒီရာတို့နှစ်ခုစလုံးကိုပူးရဲတာဝန်ယူထမ်းဆောင်ဖို့မပြတ်ချမ်းထားပါဘူး။ NLD အစိုးရလက်ထက်မှာဒေါအောင်ဆန်းစုကြည်ကနိုင်ငံတော်ရဲ့အတိုင်းပေကံပုတ်ကိုရာထူးကိုရယူနိုင်ခဲ့မှုအပေါ်စီကောင်းဆောင်ကလည်းနိုင်ငံအုပ်ရှာအဖြစ်အာဏာအရှိဆုံးပုတ်ကိုဖြစ်အောင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြောင်းလဲလာနိုင်တယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရသမရရွေးချယ်ရာမှာပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့တမရတော်သားလွှတ်တော်ကိုစလဲမြအစုအဖွဲ့၃ဘွဲကဒုသမရတယောက်ချင်းစီကိုအစုပြုရမှာပါ။ အဲ့ဒီအဆိုပြုထားတဲ့ဒုသမရ၃ဦးကိုပြည်တော်စုလွတ်တော်မှလှုပ်ဝက်မဲပေးစနစ်နဲ့ရွေးချယ်ရမှာဖြစ်ပြီးမဲအများဆုံးရသူဟာနိုင်ငံတော်သမရအဖြစ်ရွေးကောက်တင်မြောက်ခံရမှာဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်းဆောင်သမရဖြစ်ဖို့အရေးလွတ်တော်ရေးဝင်ပြီးမဲပေးနိုင်ဖို့လာမယ့်ရွေးကောက်ပွဲမှာကြံခိုင်ရေးပါတီကနေကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မဲ့စစ်ယူနီဖောင်းချုပ်အရာရှိ490နီးပါးရှိနေတာပါ။ကြပြင်စစ်တပ်အတွင်းရှိဘုံမူဒုတိယဘုံမူကြီးအဆင့်ရှိသူစေဟုခန့်ကိုလည်းအငိမ့်စားယူခိုင်းကတာဆာညပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတယ်လို့ VNI မြန်မာ Peace Monitor ရဲ့အချက်အလက်တွေအရသိရှိရပါတယ်။တကယ်လို့စစ်ကောင်ဆောင်ကသမရအဖြစ်ရွေးချယ်ခံရမယ်ဆိုရင်ကောက်ကွယ်ရေးဦးစီးချုပ်ရာထူးကိုဆက်ခံမဲ့စစ်တပ်ရဲ့စတုထမျိုးဆက်အဖြစ်ဗိုလ်ချုပ်ကြီးကြော်စွာလင်းလို့ရေးပန်းစားနေတာပါ။သူဟာစစ်တကတို့ဘိုးလောင်းတင်တဲ့အဖက်စင်35ဆင့်ဖြစ်ပြီးလက်ရှိမှာတက်မတော်ကြီးရည်လေးညှိနှိုင်းကုတ်ကဲရည်မှုအဖြစ်တာဝန်ယူထားတာပါ။ ISP မြန်မာရဲ့သုံးသက်ချက်အရဘိုးချုပ်ကြီးကျော်စွာလင်းတောင်စစ်ကောင်ဆောင်ရဲ့နေရာမှာဆက်ခံသူဖြစ်လာမည်ဆိုရင် စစ်တပ်ကတော့အပတ်စဉ်35ဝန်းကျင်ကစစ်ဘုတ်ချုပ်တွေအနေနဲ့စစ်တပ်ရဲ့စတုထမျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ဆိုပါရယ်။တစ်ဖက်မှာရွေးကောက်ပွဲအလွန်လွတ်တော်အခင်းအကျင်းမှာအစိုးရနဲ့စစ်တပ်ဟာအပြစ်ရထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုတက်နေရချထားရင်းနဲ့နေမြပိုင်းခြားရေးကိစ္စရပ်တွေကိုဆွေးနွေးနိုင်တယ်လို့သုံးသပ်မှုတွေရှိနေတာပါ။စီရီယံဘိုကြီးစင်ရောကတော့ရခိုင်ပြည်နယ်အပါအဝင်တောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာလွှတ်တော်တွင်နဲ့လွှတ်တော်ပြင်ပကနေစစ်ရေးနိုင်ငံရေးနှီးလန်းတွေကိုတုံပြီးစစ်တပ်ကညှိနှိုင်းလာနိုင်တယ်လို့ပြောပါတယ် ဒါကြောင့်စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးမှာဒိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆက်လက်ပါဝင်လို့မရအောင်စစ်တပ်ကတနင်းနည်းနဲ့အပေးယူလုပ်လာရင်အီအာအိုမဟုတ်တဲ့တော်လှန်ရေးအဖွဲ့တွေဘက်ကကြပြိုင်နဲ့ထိုးစစ်ဆလာနေတယ်လို့သုံးသပ်ပါတယ်။အီအာအိုတွေကမပါခဲ့ဘူးဆိုရင်စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးတိုက်ပွဲမှာပါလို့မရအောင်ချုပ်လိုက်မှာပေါ့။ပေါ်တင်ပါလို့မရလာအောင်ချုပ်လိုက်မယ်ဆိုရင်စည်ရေးခင်းချင်းကပြည်မဒိုင်းဒေသကြီးတွေမှာသူတို့အတွက်စစ်တပ်ထိုးစစ်ဆင်စရာဖြစ်လာမယ်။ ဲ့ဒီတော့ရခိုင်ကသူတို့စီမှာစစ်တပ်တွေခြေချလို့မရဘူးဆိုရင်တော့ကျွန်တော်တို့အတွက်ကြောက်စရာဖြစ်တယ်။သူတို့စီမှာရခိုင်အခြေချလို့မရရင်ဇကိုင်းမှာချမယ်။အခုဗမောက်မှာချမယ်။သူတို့စစ်တပ်ရှုံးခဲ့တဲ့နေရာမှာတိုင်းစစ်ဌာနချုပ်တွေပြန်ဖွင့်ပြီးတော့ချလာမယ်ဆိုရင် IAO မဟုတ်တဲ့တော်လန်ရေးတပ်ဖွဲ့တွေနေရာကိုစစ်တပ်ကတစ်ချိန်နဲ့တစ်ပြိုင်တည်းထိုးစစ်သူတို့ဘက်ကပြန်ဆလာနိုင်တဲ့စစ်ရေးချိန်ခွင်ရှာမျိုးဖြစ်လာနိုင်တယ်လို့ပဲကျွန်တော်တို့ကသုံးသပ်ရပါတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့စစ်အာဏာရှင်စနစ်ကိုစန့်ကျင်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာမြောက်ပိုင်းအဖွဲ့တွေဖြစ်တဲ့ကိုကန်တန် MNDAA နဲ့တောင်တန် TNL တို့ဟာတရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်တပ်နဲ့အပြစ်ခတ်ရဲစဲဖို့သဘောတူထားကြပါတယ်။ကျန်တဲ့အာရကတပ်တော် AA ပါဝင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကရင်အမျိုးသားအစည်းအရုံး KNU ၊ချင်းအမျိုးသားတပ်ဦး CNF နဲ့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကတော့ဆက်လက်တိုက်ပွဲဝင်နေကြတာပါ။ ຫນွေဥတော်လန်ရေကနေပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF အပါအဝင်မမလူမျိုးစုနဲ့အခြားသောလူမျိုးစုအခြေပြုလက်နက်ကင်တော်လန်ရေးအဖွဲ့တွေကလည်းစစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့တိုက်ပွဲဝင်နေကြပါတယ်။ ဆက်လက်ပြီးမြန်မာနိုင်ငံတွင်စစ်အုပ်စု၏အတူရောင်ရွေးကောက်ပွဲအားဝေဖန်သောလူမှုကွန်ရက် post များကို like နဲ့ heart reaction ပြီးုံများဖြင့်စစ်တပ်ကဖမ်းဆီးနေမှုများကုလသမဂ္ဂအစည်းအဝေးတွင်တာမတ်ကြီးဦးကျော်မိုးထွန်းအတိပေးတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်အုပ်စု၏အတူရောင်ရွေးကောက်ပွဲအားဝေဖန်သောလူမှုကွန်ရက် post များကို like နဲ့ heart reaction ပြီးုံဖြင့်စစ်တပ်ကဖမ်းဆီးနေမှုများကုလသမဂ္ဂတွင်တာမတ်ကြီးဦးကျော်မိုးထွန်းတင်ပြပြောဆိုပါတယ်။ နိုဝင်ဘာလ၄ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သောအချိန်၈၀မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအထူးနိုင်ငံရေးနှင့်ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီစတုတ္ထကော်မတီအစည်းအဝေးတွင်တန်မတ်ကြီးကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်။အကြံဖတ်စေအောင်စု၏ဒီဂျစ်တယ်အာဏာရှင်စနစ်အားအင်တာနက်ဖြတ်တောက်မှုနှင့်စင်ဆာဖြတ်တောက်မှုများမှတဆင့်သာမကအွန်လိုင်းပေါ်တွင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ခါဖိနှိပ်နေမှုများပြုလုပ်နေကြောင်း ကြသည်မီရပ်ပိုင်းတွင်ကပင်အမှုပညာရှင်များရုပ်ရှင်ဒါရိုက်တာများနှင့်ထင်ပေါ်ကျော်ကြားသူများအားအကြံဖတ်စေအုပ်စုကျင်းပမယ်အထူးရောက်ရွေးကောက်ပွဲအပေါ်ဝေဖန်သော post များတွင်လိုက်သောမဟုတ် harrier ရှင်များပေးခဲ့ရုံများဖြင့်မတရားဖန်ဆီးခံခဲ့ရကြောင်းဤသို့သောဆိုးရွားသည့်ဖိနှိပ်မှုအဆင့်သည်စေအာနာရှင်တို့၏အမှန်တရားကိုလက်ခံနိုင်ခြင်းမရှိသည့်ဒိငယ်စိတ်ဖြင့်ပြည်သူလူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအလုံးကိုစိတ်ပေါ်သွတ်သူတက်ဥကဲ့သို့ လိုက်လံပိတ်ပင်ထိန်းချုပ်လိုခြင်းကိုတည်တာမြင်သာစေကြောင်းတန်မတ်ကြီးဦးကျော်မိုးထွန်းကရှင်းပြပါတယ်မြန်မာနိုင်ငံတွင်တရားမဝင်အာဏာသိမ်းချိန်မှစ၍အကြမ်းဖက်စစ်အုပ်စုသည်၎င်းတို့အားစန့်ကျင်သံများကိုဖိနှိပ်ရန်နှင့်တရင်အချက်လက်များကို၎င်းတို့၏အကျိုးအတွက်လိမ့်လည်ရန်တရင်အချက်လက်နှင့်ဆက်သွယ်ရေးနည်းပညာများကိုစနစ်တကျလက်နက်တပ်ဖွဲ့အသုံးပြုလျက်ရှိကြောင်းမြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်သတင်းသမားများကိုအများဆုံးမတရားဖန်ဆီးမှုအဆိုးဆုံးသောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်လာခဲ့ကြောင်းတမ်မတ်ကြီးကပြောဆိုပါတယ် လွတ်လပ်သောသတင်းမီဒီယာများအနေဖြင့်နိုင်ငံပြင်ပသို့ထွက်ပြေးတင်းရှောင်ရခြင်းသို့မဟုတ်လုံးဝရှန်နာပိတ်သိမ်းခြင်းတို့ကိုစောင့်ရွက်ခဲ့ရပြီးနိုင်ငံအတွင်ဆက်လက်လုပ်ကိုင်နေသောမီဒီယာများမှလည်းအကြံဖတ်စေအုပ်စု၏တင်းကျပ်သောထိန်းချုပ်မှုအောက်တွင်အကြံဖတ်စေအုပ်စုကသဘောမတူသည့်ညီတိစကတ်လုံးအတုံအုံဟောဟာရကိုမဆိုအတုံပြုခြင်းမပြုရန်တားမြစ်ခံထားရကြောင်းအကြံဖတ်စေအုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သောပလက်ဖောင်းများကိုစောင့်ကြည့်ထိန်းချုပ်ရေးကိရိယာများအဖြစ် ပြောင်းလဲအသုံးပြုကောင်းအသုံးပြုသူများကိုစောင့်ကြည့်ခြင်းတက်ချွတ်လှုပ်ရှားသူများကိုချေရခံခြင်းနှင့်၎င်းတို့ရာဇဝတ်မှုများကိုလိမ်ညာဖုံးပြရန်နှင့်ဒီမိုကရေစီခုခံတွန်းလှန်မှုများကိုပြက်ပြားစေရန်သတင်းမှာဖြန့်ဝေရေးပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုများကိုပြုလုပ်လျက်ရှိကြောင်း၎င်းကဆိုပါတယ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှုပြတ်သုံးနေခြင်းသတင်းအချက်အလက်စီးဆင်းမှုများဆိုးရွားစွာကန့်သက်ထားခြင်းအချိန်နှင့်အမျှကြောက်ရွံ့စွာ ပြည်သူများနေထိုင်နေရခြင်းစသည့်အချက်များသည့်ဆေးရုံစုပြုလုပ်ရန်စီစဉ်နေသည့်အထူးရောက်ရွေးကောက်ပွဲသည်တရားမျှတမှုလွတ်လပ်မှုလုံးဝရှိမည်မဟုတ်သည်ကိုဖော်ပြနေသည့်ညာစွာသောအရေးကြီးသည့်အချက်များအနက်အချက်အချို့ပင်ဖြစ်ကြောင်းကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်နိုင်ငံတကာတိုက်ဝန်းအားမြန်မာနိုင်ငံရှိသတင်းအချက်လက်ဖိနှိပ်မှုနှင့်အရင်းခံအကြောင်းတရားများကိုခိုင်ရွဲဖြေရှင်းရန်ကျွလွန်သူများအားကြာဝင်ခံစီရန်ဤအကြံဖက်ဆေးအုပ်စု၏အထူးရောက်လိန်ညာရွေးကောက်ပွဲကိုပယ်ချရန်ဦးကျော်မိုးထွန်းကတောင်းဆိုပါသည် နိုင်ငံတကာအနေဖြင့်စစ်အာဏာသိမ်းမှုနှင့်စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရေးနိုင်ငံသားတိုင်းကြောက်ရွံ့မှုကင်းစွာပြောဆိုခွင့်ရေးသားခွင့်နှင့်ဆက်သွယ်ခွင့်ရှိသော Federal Democracy ပြည်ထောင်စုတည်းရဲ့တည်ဆောက်ရန်အာတီတပြင်းစွာဆောင်ရွက်နေကြသည့်မြန်မာပြည်သူများနဲ့အတူယက်တီဆောင်ရွက်ပေးကြရန်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအစည်းအဝေးတွင်တောင်းဆိုခဲ့ပါသည်ဆလဘီရှမ်းမြောင်းမှပြန်ခေါ်လာသည့်စစ်ကော်မရှင်တပ်များမရီယာဘတ်တို့အင်အားလုံးရင်းနဲ့ဝင်ရောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရှမ်းမြောက်တွင်စစ်ကော်မရှင်နှင့်တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNL တို့အပြစ်ရဲဆဲလိုက်ပြီးနောက်စစ်ကော်မရှင်က၎င်းတို့တပ်ဖြန့်ထားသည့်ရှမ်းမြောက်ရှိတပ်များကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်အတွင်းကိုပြန်လည်ခေါ်ယူလာကြောင်းသိရပါသည်။ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်နေ့တွင်ရှမ်းမြောက်ဘက်မှပြန်ဆင်းလာသည့်စစ်ကော်မရှင်တပ်များစစ်တုံးကားကြီးအစီး90ကျော်သည်မရိယာဘတ်သို့ကားအစီး40ဝင်ရောက်သွားကြောင်းသိရပါသည်။မိမျိုးကနေဖြတ်ပြီးမန္တလေးကိုစစ်ကားကြီးအစီး90ဆင်းလာတဲ့ မေတီလာဘက်ကိုဆက်ဆင်းသွားတာတွေလည်းရှိတယ်။မရရ၆တရားကိုအစီ40ဝင်ပါတယ်ဟုတော်လရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ထို့သောတက်အင်အားများပို့ဆောင်ခဲ့ပြီးနောက်စစ်ကော်မရှင်ကမရရမျိုးနယ်အတွင်းစစ်ကြောင်း၃ကြောင်းထပ်မနေခွဲကအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်လာသည့်အတွက်တော်လရေးတပ်ဖွဲ့များတက်ဆွဲထားရနေရာအချို့မှစုပ်ကွာပေးထားရကြောင်းသိရပါတယ်။စစ်ကော်မရှင်ကရှမ်းမြောင်းကနေ၍အမှတ်စနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခစနစ်တပ်မ၁၁စစ်ကြောင်းများကို ပြန်ခေါ်ဆင်းလာပြီးတောင်ကမ်းမတီပေါ်မိုးကုတ်လန်တဝက်အထိစကခဆက်နှင်းတမ71တမ55လောက်ကန်စစ်ကြောင်းများကိုတုံးထားကြောင်းသိရပါတယ်။ထို့ပြင်မိုးကုတ်ပြင်ဦးလွင်မရယာနေမြများတွင်အမတ်စနစ်စစ်စင်ရေးကိုကယ်မှုဌာနချုပ်စကခ78စစ်ကြောင်းများခြံထားခဲ့ကြောင်းသိရပါတယ်။ တိန်နီတွင်ဆစ်ရှုံထားသည့်တက်မဟာ16ကိုစကခတင်စကခ16နှင့်ဓကစလောက်ကင်ဘက်မှပြတ်သွားသည့်တက်ရင်များဖြင့်ပြန်လည်ဖွဲ့စည်းထားပြီးလက်တလောသိမ်းယူရရှိထားသည့်လာရှိုတီပေါ်၊ကြောင်မဲနောက်ချိုတို့တွင်တက်ဖြန့်ထားပြီးမိုင်းရင်နှင့်တန်ရန်မျိုးတို့ကိုပါတက်ဖြန့်စောင့်ကြည့်ထားကြောင်းသိရပါသည်။